ာပေဟောပြောပွဲတွေစာအုပ်ဇီယောင်ပွဲတော်တွေပါဝင်တဲ့မြန်မာ Digital Expo 2015ကိုရန်ကုန်မြို့မှာရှိတဲ့အမျိုးသားကစားရုံမှာဒီဇင်ဘာလ25ရက်နေ့ကနေ28ရက်နေ့အထိ3ရက်ကြာပြုလုပ်နေပါတယ်။ဒီပွဲကိုမြန်မာနိုင်ငံစာပေထုတ်ဝေသူနဲ့ဖြန့်ချီသူများအသင်းနဲ့ဝင်စင်း Online Ebook Store တို့ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။စာအုပ်ဇီယောင်ပွဲတော်မှာစာပေလောကအာမန်သစ်ရုပ်ပြောင်စာပေရာပြည့်စမ်းစတော်ရာဇော်စာပေမျိုးကျော်စာပေ ရှူတိုင်းရင်မျိုးဆက်တဲ့နှင်းစီပြူအစရှိတဲ့စာပေတွေကနေစာအုပ်အမျိုးမျိုးကို10ရာခိုင်နှုန်းကနေ15ရာခိုင်နှုန်းအထိလျှော့ဈေးနဲ့ရောင်းချပေးနေပါတယ်အခုလိုမြန်မာနိုင်ငံစာပေထုတ်ဝေသူနဲ့ဖြန့်ချီသူများအသင်းနဲ့ဝင်စင်း online ebook store တို့ပူးပေါင်းပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကိုဝင်စင်းကဒါရိုက်တာကိုဝင်းလှိုင်ကအခုလိုပြောပါရစေ။ ဒီဘက်ကတော့ကျွန်တော်တို့လုပ်တဲ့ယူရချက်ကတော့နှစ်ပိုင်းရှိတာပေါ့။အာစာအုပ်စာပေမှာကကျွန်တော်တို့ကဒီ printed media ရှိမယ်ဗျာပြီးတော့ digital media ရှိမယ်။ကျွန်တော်တို့အဲ့နှစ်ခုကိုပူးပေါင်းပြီးလုပ်တဲ့ဘွဲပေါ့။အာ printer သမားတွေကလည်းကျွန်တော်တို့နဲ့ digital ဘက်ကိုကူးပြောင်းဖို့လိုတယ်ကျွန်တော်တို့ digital သမားတွေကလည်း printer သမားတွေကိုဘလိုပဲပြောကျွန်တော်တို့လေးစားသမှုလည်းရှိရမယ်သူတို့ရဲ့အခက်အခဲတွေကိုကျွန်တော်တို့ခစ်ပြောင်းလာတယ်ခစ်တွေစနစ်တွေပြောင်းလာတဲ့ပုံမှာအာပူးပေါင်းမှုပါဝင်မှုတို့ကိုကျွန်တော်ကဒီပွဲကိုလုပ်ဖြစ်သွားတာပါအဓိကရည်ရွယ်ချက်ကတော့ဒီနှစ်ပိုင်းကွဲနေတဲ့ digital media ဘိုင်းနဲ့ printed media ဘိုင်းနှစ်ပိုင်းကွဲနေတဲ့ဟာကိုကျွန်တော်ပေါင်းစည်းစီစဉ်တာပါအာလူငယ်တွေရဲ့ငွေတွေရဲ့ဆက်ဖက်ကောင်းပါတယ်ခင်ဗျာ အာကျွန်တော်တို့ပေါ့နော်တည်တည်ချာချာလေးလာကြည့်ကြည့်ရဲကျွန်တော်လဲတန်းဘက်ကစာအုပ်ဆိုင်နေပန်းစိုးတန်းဘက်ကစာအုပ်ဆိုင်နေပိုတလော့ဆိုလဲငါတို့စာပေရလောက်ရတဲ့စာအုပ်ပွဲဈေးအောင်ပွဲတော်တွေအဲ့ဒီမှာကဘိုးရင်ခေတ်ကခေတ်ဆက်ဆက်ကျွန်တော်တို့မှာလူကြီးတွေပဲစာဖတ်ကြတယ်လူငယ်တွေကစာဖတ်တဲ့အလေးထားမရှိဘူးပေါ့နော်အာစာဖတ်တဲ့အလေးထားမရှိကြဘူးလို့အများစုကယူဆကြတယ်တကယ်တမ်းမဟုတ်ပါဘူးဗျအခုနောက်ပိုင်းမှာဆိုလူငယ်တွေပုံပြီးအားရပါတယ်စာအုပ်တွေစာအုပ်စာပေတွေတကယ်ကောင်းကောင်းလေးကိုသူတို့ရွေးဖတ်လာကြတယ်ပြဿနာသူတို့အတွက်အခက်အခဲကဘာလဲဆိုတော့ ဟာစာအုပ်စာပြီးစာအုပ်စာတဲ့နေဈေးကြီးနေတာတပိုင်းရှိမယ်အဲဒီတပိုင်းရှိမယ်နောက်တပိုင်းကတော့တွားရည်လာကြီးခက်ခဲနေတာသူတို့ကစာအုပ်တို့ကိုလိုချင်တယ်လိုချင်တဲ့အချိန်မှာသူတို့ကစာအုပ်ဆိုင်သွားတယ်အဲ့စာအုပ်ကမရှိတော့ဘူးဒါပေမဲ့နောက်တစ်ချိန်သွားရှာမလားမရှာနိုင်ဘူးဗျာပုံမှန်လည်းလည်းပြောရရင် အဲ့တော့ကျွန်တော်တို့ကအဲ့ဒီခက်ခဲကိုဖြေရှင်းပေးတယ်အဲ့တော့ printed media သမားအနေနဲ့လည်းစာအုပ်ဆိုင်မှာလည်းစာအုပ်ထုတ်မယ်ကျွန်တော်တို့ e-book အနေနဲ့လည်းရှိနေမယ်အဲဒီဘွဲကိုလိုရတဲ့ရည်ရွယ်ချက်ကလည်းအဲ့ဒါပဲအဲ့တော့ digital ဘိုင်း digital media စာဖတ်တဲ့လူငယ်တွေအနေနဲ့ digital media ဖတ်ချင်တယ် digital media ဖတ်လို့ရတယ် printed media ကိုဖတ်ချင်တယ်ဆိုလည်း printed media ကိုဖတ်လို့ရတယ်အဲ့အတွက်ကိုအဓိကတောက်ထားတာပါဝင်စင်း online ebook မှာမိမိဖတ်ချင်တဲ့စာအုပ်ကို download ဆွဲပြီးဖတ်ရှုနိုင်မှာဖြစ်ကာ Telinor MP3 တို့ရဲ့ဖုန်းပင်နဲ့ဝယ်ယူလို့ရသလို KBZ Bank နဲ့လည်းဝယ်ယူလို့ရမှာဖြစ်ပါတယ်။ ဝင်စင်း online e-book မှာစာအုပ်တွေကိုစာရေးဆရာတွေနဲ့စာပေထုတ်ဝေသူတွေကနေ85ရာခိုင်နှုန်း short ချပေးထားတယ်လို့ဆိုပါတယ်။ပြည်သူတွေ digital စနစ်နဲ့စာပေဖတ်ရှုတာနဲ့ပတ်သက်ပြီးဝင်စင်းကိုစာမူပေးလိုက်ရပြီပဲ။သူတို့ရဲ့စာအုပ်ရောင်းအားလဲကျမသွားနိုင်တဲ့အကြောင်းကိုစာရေးဆရာလုံမကအခုလိုပြောပါတယ်။သူစာအုပ်အာနေသွားတဲ့အချိန်မှာအင်တာနက်မှာအရန်အသုံးပြုလိုက်ခါကျတော့အဲ့ဒါပိုပြီးအဆင်ပြေတာပေါ့ဒီမှာ။စာအုပ်ကိုရသရှိရှိစာအုပ်ကိုဂင်ဖတ်တဲ့လူကတသက်ရှိတယ်။ဒီ တက်ဘလက်တွေဒီဖုန်းတွေမှာတီးတက်ဘယ်လိုခေါ်မလဲအဲ့လိုမျိုးဖတ်တဲ့လူတက်သက်ရှိဒီဖုန်းတွေဘာကြီးနဲ့ဆိုတော့ပို့ပြီးတော့အဆင်ပြေမှာဘယ်နေရာမှာပဲဖြစ်ဖြစ်စောင်းဆိုင်ဆိုလို့ရှင်တော့ငါဒါအဆင်မပြေတာရှိမယ်ကိုဖုန်းထဲမှာဆိုကိုကကိုအိမ်မှာညာအိမ်ချင်းပဲချိန်မဲ့ဖြစ်ဖြစ်အားတဲ့အချိန်တိုင်းနဲ့ဒီစောင်းကိုဖွင့်ပြီးတော့ဖတ်လို့အဆင်ပြေတာပေါ့စာပေဟောပြောပွဲအစီအစဉ်နေနဲ့ဒီဇင်ဘာလ25ရက်နေ့မှာတော့စာရေးဆရာဖေမြင့်ဆရာမမဆန်းဆန်းနဲ့တာယာဝရီ ဆရာညီမင်းညိုတို့ကဟောပြောသွားခဲ့ပြီးဒီဇင်ဘာလ26ရက်နေ့မှာဆရာတရဝံဆရာမတမ်းမြင်အောင်နဲ့ဆရာရဲရှမ်းတို့ကဟောပြောသွားမှာဖြစ်ပါတယ်။ဒီဇင်ဘာလ29ရက်နေ့မှာတော့ကိုဆိုင်တီဟာနောင် ကိုတာထက်နဲ့ကိုမြင့်ကျော်သူတို့က ID နဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေပြုလုပ်သွားမှာဖြစ်ပါတယ်။